အားလုံးပဲမင်္ဂလာပါရှင်မနေ့ပြန်ဇူလိုင်လ2ရက်နေ့အတွက်မလူ့အသားခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါရမယ်ဒီကနေ့ဇူလိုင်လ1ရက်နေ့မြမစံတော်ချိန်မနက်9:14မိနစ်ခန့်မှာ Homelin မြို့နီးအနက်83မိုင်ကိုဗဟိုပြုပြီးအင်အား၄.၂ Richter scale ရှိမြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်ဇူလိုင်လကနေဩဂုတ်လလောက်ကုန်လောက်အထိဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာလေဝေလှိုင်းတဲ့လေဖျားနဲ့ရေဝင်တွေဖြစ်ပေါ်နိုင်ပေမယ့်မုန်တိုင်းကြီးတွေတော့ဖြစ်နိုင်ခြင်းမရှိဘူးလို့မိုးလေဝသပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ် ဒီနလာဒါမှာကချင်ပြည်နယ်နဲ့စကိုင်းနယ်အထက်ပိုင်းမှာတော့မိုးများနိုင်ပြီးအလဲပိုင်းဒေသတွေမှာတော့မိုးနေနိုင်မယ်လို့ဦးဝန်နိုင်ကခန့်မှန်းထားပါတယ်။လက်ရှိမှာတော့ဇူလိုင်လ12ရက်နေ့ထိမုတ်တုံမိုးတွေဆက်တိုက်ဆိုသလိုရွာသွန်းနေဦးမှာဖြစ်ကဒီကနေ့ဇူလိုင်လ1ရက်နေ့ကနေ3ရက်နေ့နေ့လယ်ထိစကိုင်းနယ်အထက်ပိုင်းချင်းတွင်းမြစ်အထက်ပိုင်းနဲ့နာဂကိုပိုင်အုတ်ချုပ်ခွင့်ရဒေသတွေမှာတော့မိုးများနိုင်တယ်လို့ဦးဝန်နိုင်ကအသိပေးထားပါတယ်။မတောက်ကစစ်တောင်းမြစ်ရည်နဲ့ ပဲဂိုးကပဲဂိုးမြေတွေကနောက်တရက်အတွင်းစိုးရင်အမှတ်ကိုရောက်နိုင်တာမို့မတောင်းနဲ့ပဲဂိုးမျိုးတွေကမြေကန်အနေနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့သတိနဲ့နေထိုင်ကြဖို့နဲ့မြေရည်မြင့်တက်လာရင်အချိန်မီရှောင်ရှားကြဖို့မိုးစလာကသတိပေးထားပါတယ်အခြားမျိုးတွေကမြေရည်အခြေအနေတွေကတော့အေယော်ရီမြစ်ဆောင်အထက်ပိုင်းမှာရမန်ရန်ခါနေရာကွက်ပြီးမိုးသည်ထန်နိုင်တာမို့ မြေကြီးနားမြေကြီးကကြားလိုက်တက်လိုက်ဖြစ်နိုင်ပေမယ့်အများအပြားအကြဘက်ကိုတော့ဥတီပြီးမြေကြီးကြီးနိုင်မဲ့အခြေအနေမရှိသေးဘူးလို့ဦးနိုင်လင်းထွေမိုးစလာကခန့်မှန်းထားပါတယ်။ချင်းတွင်းမြေအထက်ပိုင်းမှာလည်းမိုးအားအနည်းငယ်ရှိနေတာမို့ခန့်တီမြေကြီးကကြားလိုက်တက်လိုက်ဖြစ်နိုင်ပေမယ့်လက်တလုံးအခြေအနေအရချင်းတွင်းမြေရိုးတစ်လျှောက်မြို့အလုံးမှာမြို့အစဉ်လိုက်မြေကြီးတွေဆက်လက်ကြားဆင်းနေဦးမှာဖြစ်တယ်လို့ဦးနိုင်လင်းထွေမိုးစလာကအသိပေးထားပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းက AOR မြေရိုးတစ်လျှောက်ကမြို့တွေမှာလည်း စွင်ရည်မတ်နီနီထီရောက်ရှိနိုင်ပြီမယ်။စွင်ရည်အမတ်ထီတော့ရောက်နိုင်အောင်မဟုတ်သေးဘူးလို့ဦးနိုင်လင်ထွေမိုးစလာကခန့်မှန်းထားပါတယ်။မနေ့ဖြန့်ဇူလိုင်လတရနေ့နေ့လယ်ထိမန္တလေးတိုင်းမှာနေရာကွက်ကြောင့်ကရနီကရပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာဆက်ဆိုင်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရံရှမ်းအောင်ပြည့်ဖြစ်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ် ပဲဘကိုးတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာခွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်အားကောင်းရာကနေအားအလုံးကောင်းနေပါတယ်။မြဝကျမရခိုင်ကံဝင်တဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရမယံခါမိုးတက်လေပြင်းများကြောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေဟာတနင်္လာရီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ဆက်တပေကနေ73မီကန်ရှိနိုင်ပါတယ်။မုတ်တမခွေမွန်တနင်္လာရီကံဝင်တဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မော်တက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်9ဘေးကနေ9ဘေးကန့်ရှိနိုင်ပါတယ်။ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း လျှက်စီးလက်ခြင်းနဲ့မူတည်ကြွေခြင်းစရယ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ထူထင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းမုတ်တုံလီအားကောင်းနေပါမယ်ရှင်။အခုလိုမိုးလေဝသခံမှန်းချက်တွေနဲ့သဘာဝပတ်ရံနဲ့သတိပေးချက်တွေကိုညစင်ညာတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification ခေါင်းလောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။အခုမိုးလေဝသသတင်းချက်လက်တွေဟာမိုးစလာမိုးလေဝသမြန်မာရန်ကုန်ဌာနခွဲအနေဦးကြီးမိုးလေဝသမိုးလေဝသပညာရှင်ဦးဝင်းနိုင် ။ဦးနိုင်ငံထရီမိုဇလာနဲ့ဒေါက်တာဆိုင်းခွန်အားကတို့ရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါရဲ့ရှင်။